င်္ဂလာပါရှင်အခုရောက်နေတဲ့နေရာကရန်ကုန်တိုင်းဒေသကြီးတကိတမြို့နယ်မှာရှိတဲ့ပီယဆုတိုင်းဒေသကြီးရပဲဖြစ်ပါတယ်အထက်မှာဘာတွေရှိလဲဘယ်ဘင်းကအတူတူတားကြည့်ရအောင်အခုနေ့လယ်7နာရီဖြစ်နေပြီမှအထက်မှာအရေးရပင်နဲ့အများကြီးရှိရအပူတန်တော့တက်တာပါတယ်အထက်ဝင်နေဝကြီးတထောင်ပေးရပါတယ် review ဆန်နှစ်ယောက်ကလေးရဲ့ကြောင့် free 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 အကိုအတဲဝင်လာပါပြီညာပတ်ချမ်းမှာစစ်စစ်ကနှားရမယ့်ကိန်းရှိပါတယ်ဘဘက်ချမ်းမှာတော့စပိန်ငှားတဲ့ကိန်းနဲ့မြင်းလန်းငှားတဲ့ကိန်းရှိပါတယ်ဝင်းရအရင်ကျရောလျှောက်တော့ဖို့တိတ်အစင်မပြေလောက်ပါဘူး ဗီဗူကစပိန်ငါးစီးပွဲဆုံးဖြတ်လိုက်ပါတယ်။အရင်ပြောဖို့ကောင်းမှထင်တယ်နော်။စပိန်ငါးကတော့တနအယုံ900ပါ။နိလက်စာစားဖို့အချိန်ရောက်ပြီဆိုတော့အားလုံးမစားကြပါဘူးရှင်။အရင်ကောင်းတယ်နော်။ခီးဆက်ဖို့မြေပုံကြီးလိုက်တဲ့အခါဘယ်ဘလို့အကူရောက်တဲ့နေရာနဲ့ အနည်းဆုံးကလက်မှုတော်အုံကြီးဖြစ်ပါတယ်အခုတော့အဲ့ဒီကိုစလိုက်ပါတော့မယ်ဝေါ့ကြည့်ပါဦးစလိုက်တာရှုကင်းလေးကအရင်လှလို့တပ်ပုံကြိုက်လိုက်အောင်မယ်နော်တခြားနေရာပြင်သွားရအောင်မယ်ဆိုအခုလက်မှုတော်ရဲ့ထွက်ပါပြီ ဂျီနီယာလေးမှထိုင်ပြီးမျောစင်မကြည့်ရအရင်မိုက်တယ်နော်။ကရင်ပြုံဖြစ်လာတဲ့လက်ဆက်တဲ့လေးလေးကိုရှူပြီးမူဆာရလည်းကောက်မကောက်။စပိန်နဲ့ဆက်သွားရင်အဆင်မပြေတော့တဲ့အတွက်ပြည့်စစ်ကားလေးငှားဖို့မဝောက်ကိုပြန်လာနေပါပြီ။ဒီကားလေးကတိုင်းရဲ့ကြီးရဲ့တပတ်ပတ်မယ်ဆိုလို့ရှိရင်9000ပါ။ နာရီတသောင်းနဲ့ငှားရင်တော့ရိုးရအိမ်ဒီထဲကိုဝင်ရောက်လေးလာပြီး AC တပ်ဖို့ကြိုးရရပါတယ်။ review ကတော့နိုင်နဲ့ငှားလိုက်ပါတယ်။ဒါတော့ moving ကြီးမှတွေ့ရမယ်။ပြောင်းစုခမ်းမှဖြစ်ပါတယ်။အထက်မှာကတော့ okay ဆိုလို့ရပါတယ်နော်။ကားတစ်စီးကိုလူ၁၀ယောက်စီးလို့ရပါတယ်။ baby တို့ကတော့တာမီးနှစ်ယောက်တည်းပါ။ ခုရိုးရအိမ်ကြီးကိုသွားလိုက်တော့မှဖြစ်ပါတယ်အခုပထမဆုံးရောက်ရှိတဲ့အိမ်ကတော့ရခိုင်ရိုးရအိမ်ဖြစ်ပါတယ်ခြံဝင်းထဲမှာမြောက်ဦးမျိုးကရှစ်တောင်ဖျားကြီးတယ်တကယ်လူမျိုးတွေရဲ့အထိမ်းမှသိကြတာပြလာရုပ်ထုရှိပါတယ်ရိုးရအိမ်ရဲ့အောက်ထပ်မှာဆိုရင်ရကဲစင်ကိုမြည်တွေ့ရမှာပါဘယ်လိုစာထဲမှာတင်ရလားအပြင်မှာတော့အကူမှမြင်ဘူးပါ ကူတော့အိမ်ပေါ်တက်ကြရအောင်အခုလို့စွစွနီနဲ့တွေ့ရမှာပါ။ဟေးသမင်းသားသဘောတူလို့ဝင်ဆက်စုလား။အမလေးအပေါကြီးကြီးပဲ။ဘေဘိုးကလေးကြောင်ပြုတ်ကျလိုက်မယ်ဖြစ်ချင်း။ မြင့်ကြီးပဲဖီးယားဖီးယားတရားမီးပေါ်ကြောင့်မြင်ခွင်းလေးပါအကန်းတွေအခန်းတွေနဲ့ရခိုင်ရိုးရအိမ်ကတဲဝင်းပါတယ်တစ်တဲဝိုင်းနဲ့စောက်ထားတော့အိမ်ထဲမှာလည်းအရင်အိပ်ပါတယ် အခုရခိုင်ရိုးရအင်နာပြန်မာတော့မယ်။နောက်တဲ့အင်ညာဘာဖြစ်မလဲဆက်ကြည့်ပေးပါဦးနော်။ဗမာအင်ဖြစ်ပါလေ။ဘယ်ဖြစ်ဘလို့ပြောခဲ့လဲဒီမှာကြည့်ပါ။ချံဝတ်တမှာပထမဆုံးမြင်ရတာနွားလှဲပါရှင်ပြီးတော့ဒါရီရှိပါတယ် ဗမာအိမ်ကတော်တော်လေးကျဲပါတယ်မိသားစုအများကြီးပျပျရှိရှိရင်တိုက်တိုက်ဝုံဝုံနေကြတယ်ဆိုတဲ့သဘောဆောင်ပါတယ်ရုပ်သေးရုပ်လေးအများကြီးပဲနော် ။ဝေါ၊မီးပူကန်းနဲ့တိတိအဆောင်ထုတ်ထားတာပဲနော်။နှီးတော့လဲတဲ့။သမင်းစစလို့ရတယ်။နောက်ပြင်မှာစပယ်ကြီးရှိရဲ့။အနောက်မှာနာတင်ကုန်းလည်းရှိရယ်။နွားကလေးလည်းရှိရယ်။စီကြိတ်ချုံလည်းရှိပါတယ်။ ဘဘတခါမှမမြင်ဘူးအပြင်မှာဒီလိုလာရတာပြိုစရာလဲကောင်းတယ်ဘူးတိတရင်လဲရရနော် အခုလေခဲ့ရရိုးရိုင်းနှစ်အိမ်မှရှိတည်းကျင်းတဲ့အိမ်ဒီမှာတော့ဘလို့စိတ်ဝင်စားစရာရှိနေမှာလဲဒီချိန်နေကြပြီမလားဒါဆိုရင်ရိုးရိုင်းအိမ် vlog သူ့မှာပြန်ဆုံးကြမယ်နော်ကျေးဇူးများရဲ့တင်ပါတယ်အလုံးကိုချစ်တယ်နော်